ကဘာစီဝါရေးဟာအခုအချိန်မှာတုံလုံး၆ချားစရာအပြောင်းလေးတွေနဲ့ရင်ဆိုင်နေရပါတယ်။အဲဒီအထဲမှာအထင်ရှားဆုံးနဲ့အန်ဒရီအရှိဆုံးကတော့ Terry Volatility လို့ခေါ်တဲ့ကာကွယ်ခွင့်မတည်ငြိမ်မှုပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရှားရေးဝန်ကြီး S. Jinchanka ကဒီအချက်ကိုထိထိမိမိသုံးသပ်ပြခဲ့ပါတယ်။ဒီနေ့ဗီဒီယိုမှာဒီလိုမတည်ငြိမ်မှုကဘာကြောင့်အရေးကြီးသလဲ။ ကဘာကုံသွေးရေးစနစ်ကိုဘလို့ပြပြစေတလိပြီးရင်မြန်မာနိုင်ငံလိုပြင်ပပို့ကုံတွေကိုမိခိုအားထားနေရတဲ့နိုင်ငံတွေရဲ့စီးပွားရေးတွေအတွက်ဘလို့တည်ရောက်မှုတွေရှိနိုင်မလဲဆိုတာကိုဆွေးနွေးပြောပြပေးမှာဖြစ်ပါတယ်။ဂျင်းရှင်ကာရဲ့အဆိုအရပြောမယ်ဆိုရင်ကဘာကုံသွေးရေးစနစ်ဟာတော်လှန်မှုအဆင့်ကို ရောက်နေပါပြီလို့ပြောပါတယ်။ ခုအချိန်မှာ World Trade Organization ဆိုတဲ့ကမ္ဘာ့ကုန်သွယ်အဖွဲ့တို့လို အဖွဲ့အစည်းတွေရဲ့စီးမီးစီးကဲစနစ်တွေတရားဥပဒေတွေကိုပြင်လဲသုံးသပ်နေကြရပါတယ်။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံရဲ့အချုပ်အခြာနဲ့ကမ္ဘာ့တရားမျှတမှုတွေကြားမှာထိုင်ခွင်ရှာညှိရခက်လာလို့ပါပဲ။ အရင်တုန်းကလို့အားလုံးပူးပေါင်းဆောင်ရွက်တဲ့စနစ်ဖြစ်တဲ့ multilateralism ကိုပြုလုပ်တာတွေထက်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံကြားမှာအရေးယူပိတ်ဆို့မှုတွေပြုလုပ်တာတွေဒါအပြင်နိပညာတွေကိုလက်နက်အဖြစ်အသုံးပြုမှုတွေကပိုပြီးရင်အရေးပါလာပါတယ်။ဒါတွေနဲ့ပတ်သက်လို့ရှင်းလင်းပြောပြပေးပါမယ်။ အဲ့ဒါကတော့ကဘာတကဘာလုံးရဲ့ထုတ်လုပ်တဲ့ထုတ်ကုန်တွေပေါ့နော်အဲ့ဒီထုတ်ကုန်တွေရဲ့သုံးပုံတပုံနိပါးဟာတရုတ်နိုင်ငံကထုတ်လုပ်တာတွေပဲဖြစ်တယ်။ဒါရဲ့အကျိုးဆက်ကတော့ supply chain လို့ခေါ်တဲ့ကုန်စည်ထောက်ပံ့ရေးကွင်းဆက်တွေမှာအဲ့ဒီထုတ်လုပ်သူတွေဟာတရုတ်နိုင်ငံကို အလွန်အမင်းမှီခိုနေရတယ်။အဲ့ဒါကြောင့်တရုတ်နိုင်ငံဟာအဲ့ဒီ supply chain နဲ့ပတ်သက်လာရင် အလွန်အမင်းမှီခိုမှုမြင့်တက်နေတဲ့နိုင်ငံဖြစ်တယ်။ 然后哪里行表阿妹出现到对欧来眼下透露目的，数十年的你也吃的。 တရုတ်နိုင်ငံဟာကမ္ဘာထုတ်ကုန်ရဲ့သုံးပုံတစ်ပုံနှိပါးကိုဘာကြောင့်ထုတ်လုံနိုင်တလေဆိုတဲ့အကြောင်းရင်းတွေတော့ရှိပါတယ်။အဲ့ဒါကလုံအားခတက်တာတွေစက်ယုံကြီးတွေတိဆောက်ဖို့အတွက်မြေနေရာတွေရရှိဖို့လွေကူတွေထုတ်လုံမှုပမာဏကြီးမားတာကြောင့်လေကုန်ပစ္စည်းတစ်ခုရှင်းစီရဲ့ကုန်ကြားစရိတ်ကိုတခြားနိုင်ငံတွေထဲတိတိတသာချော့ချနိုင်တယ်။ဒါကြောင့်ထုတ်လုံသူအနေနဲ့အကျိုးအမြတ်တွေရရှိစေတယ်။ ပြီးရင်နောက်အချက်တစ်ချက်အနေနဲ့ပြောမယ်ဆိုရင်စက်မှုလုပ်ငန်းဂေဟာစနစ်ကောင်းဝင်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်တရုတ်နိုင်ငံမှာအဲ့ဒီနှစ်ပေါင်းမြောက်များစွာရင်းနှီးမြှုပ်နှံမှုတွေရှိလာတဲ့အခါတရုတ်မှာကုန်ကျင်းတွေအစိပ်အပိန်းတွေကျွမ်းကျင်လုပ်သားတွေထုတ်ကုန်တွေကိုစုစည်းပေးမိလုပ်ငန်းစဉ် logistics ကပြည့်စုံတဲ့ကွင်ရဲတစ်ခုအနေနဲ့ရှိနေတယ်။ဥပမာဖုန်းထုတ်လုပ်နေဆိုရင်ဘက်ထရီကနေပြီးတော့စပီကာကအစဝက်ဥ အသေးဆုံးအထီးကိုအဲ့ဒီအနီးအနားမှာအလွေတကူရှာဖွေရရှိနိုင်ပါတယ်။တခြားနိုင်ငံတွေမှာဆိုရင် ကိုထုံးလုံးမြပစ္စည်းအတွက် accessory တွေကိုဟိုနိုင်ငံကမှာရဒီနိုင်ငံကမှာရဖြစ်နေတာထက်တရုတ်နိုင်ငံမှာဆိုရင်ကိုလိုရှင်တဲ့အရာတွေကို အနီးအနားမှာပဲအလွေတကူရှာဖွေရရှိနိုင်တာမို့လို့စစ်မှုလုပ်ငန်းဂေဟာစနစ်ကောင်းမွန်ပါတယ်။ ပြီးရင်နောက်တစ်ခုက infrastructure ဖြစ်တဲ့အခြေခံအဆောက်အုံတွေကောင်းမွန်တယ်။ကမ္ဘာအစင်းမီစိုက်ကဲတွေလင်းတယ်၊လျှက်စစ်ဓာတ်အားနဲ့ဆက်သွယ်စနစ်တွေကအရင်အားကောင်းနေတာကြောင့်ကုန်ထုတ်လုပ်မှုကအလွန်လျင်မြန်ရှုံးမွေးစေပါတယ်။အဲဒါကြောင့်ကမ္ဘာထောက်ကုန်ရဲ့သုံးပုံတစ်ပုံနီးပါးကိုတရုတ်နိုင်ငံကထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံတနိုင်ငံတည်းကထုတ်ကုန်တွေအများဆုံးထုတ်လုပ်ပေးနေတဲ့အခါကမ္ဘာပေါ်မှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေဟာတရုတ်အပေါ်မှာအလွန်အမင်းမိခိုလာရပါတယ်။စီးပွားရေးလုပ်ငန်းတွေဟာတရုတ်ပေါ်မှာအလွန်အမင်းမိခိုလာရတဲ့အခါအကျိုးဆက်တွေရှိလာတယ်။အဲ့ဒါတွေကတော့နံပါတ်1ကိုရဲ့စီးပွားရေးလုပ်ငန်းကို နေရာရွှေဖို့ခက်ခဲတာတွေကုမ္ပဏီတစ်ခုအနေနဲ့သူတို့ရဲ့စက်ရုံကို တရုတ်နိုင်ငံကနေပြီးတော့အိန္ဒိယ BNN ဒါမှမဟုတ်တခြားနိုင်ငံတနိုင်ငံကိုနေရာရွှေဖို့စဉ်းစားလိုက်ရင်တရုတ်ပြည်မှာလို့ပြည်ဆောင်တဲ့ကုန်ကျင်းကနေပြီးတော့ကုန်ချောအထီးထုတ်လုပ်ပေးနိုင်တဲ့ဂီဟာစနစ်အဲ့ဒီ ecosystem ကိုရှက်ရှင်းကြီးပြန်လည်တည်ဆောက်ဖို့ဆိုတာဟိုမဖြစ်နိုင်ဘူးပေါ့နော်တခြားနိုင်ငံတွေကလည်းအဲ့ဒီလိုထုတ်လုပ်မှုပမာဏတွေကိုလည်းလိမ့်မမီနိုင်ပါဘူးနောက်နံပါတ်2အချက်ကတော့ ကုန်ကြားစရိတ်ကွာဟာချက်တွေရှိတယ်။တရုတ်က ထုတ်လုပ်တဲ့ကုန်ပစ္စည်းကိုတခြားနိုင်ငံတစ်ခုကထုတ်လုပ်မိဆိုရင်ကုန်ပစ္စည်းရဲ့စရိတ်ကတိတိတတ်တမြင့်တက်သွားနိုင်တယ်။ဒါကြောင့်မို့လို့စီးပွားရေးအရာအမြဲအစွန်းတွေရော့ကျသွားနိုင်တယ်။အဲဒါကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေဟာတခြားနေရာကိုနေရာမွှေ့ရေးကြဘူး။နောက်ထပ်အကျိုးဆက်တစ်ခုကတော့ geopolitical risk ဆိုတဲ့နိုင်ငံရေး injury မြင့်တက်လာတာပဲဖြစ်တယ်။ ကဘာထုံလုံးမှုရဲ့သုံးပုံတပုံဟာတရုတ်နိုင်ငံတနေရာဒီမှာစုစည်းနေတာကြောင့်အဲ့ဒီနေရာမှာပြဿနာပေါ်တော့ဥပမာအာကေယောဂါတွေစည်ရေးပฏิပခတွေတဘာဝဘိအန်ဒရီတွေဒါမှမဟုတ်ပိတ်ဆို့အရင်းယူမှုတွေတခုခုဖြစ်ပွားလာမည်ဆိုရင်တကဘာလုံးရဲ့ supply chain ဟာတပြိုင်နက်တည်းရပ်တန့်သွားနိုင်ပါတယ် ဒါအပြင်တရုတ်နိုင်ငံဟာသူတို့ရဲ့ကြီးမားတဲ့ထုတ်လုပ်မှုအသာချက်တွေကိုစီးပွားရေးအာဏာအဖြစ်အသုံးပြုပြီးတခြားနိုင်ငံတွေကိုနိုင်ငံရေးအရဖိအားပေးနိုင်တဲ့အခွင့်အလင်းတွေပုံမှန်များပြားလာပါတယ်။ဥပမာတန်တမင်ရေးပြဿနာရှိလာတဲ့အခါအဲ့ဒီနိုင်ငံကို ကုန်ပစ္စည်းပို့တာတွေကိုရဲလိုက်ရင်အဲ့ဒါအခက်အခဲတွေဖြစ်သွားနိုင်တယ်။ supply chain လို့ခေါ်တဲ့ကုန်စည်ထောက်ပေးရေးခွင့်ဆက်တွေဟာတရုတ်နိုင်ငံအပေါ်အလွန်အမင်းမှီခိုရတဲ့အခါ စည်းပွားရေးပြဿနာတွေမကပဲနိုင်ငံရေးနဲ့စည်ရေးအထိတည်ရောက်မှုတွေရှိနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုရင် တရုတ်ဟာသူ့ရဲ့စီးပွားရေးအာဏာကိုနိုင်ငံရေးနဲ့ပထဝီနိုင်ငံရေးရည်ရွယ်ချက်တွေအတွက်လက်နက်အဖြစ်အသုံးပြုဖို့အခွင့်အရေးများစွာရှိလာတယ်။ဒါကြောင့်ဗတိပခတွေဟာဒိတ်ရိတ်စစ်ပွေးပုံစံမျိုးမဟုတ်တော့ဘဲစီးပွားရေးဖိအားနှိပညာထိန်းချုပ်မှု ကုန်ကျင်းတင်ပေါ်ပိတ်ဆိုးတာတွေစတဲ့ပထဝီနိုင်ငံရေးဆိုင်ရာအန်ဒရီပုံစံအသစ်တွေအဖြစ်တိုးမြင့်လာတာဖြစ်တယ်။ဒါကတော့နေရာတစ်ခုတည်းအပေါ်မှာစီးပွားရေးအရာမှီခိုတဲ့အခါ geopolitical risk တွေတိုးလာနိုင်တဲ့အကြောင်းကို ပြောပြတာဖြစ်တယ်။ဒီလို geopolitical risk တွေတိုးစေတဲ့အတွက်နိုင်ငံတွေဟာကုန်ကျစရိတ်ကိုမကြည့်ပေနဲ့ကိုယ့်နိုင်ငံရဲ့လုံခြုံရေးကိုဦးစားပေးပြီးရင်ထုံးလုံးမှုတွေကို နေရာပြင်လေးရွှေ့ပြောင်းတာတွေဒါမှမဟုတ်တခြားအရင်အမြင့်တွေရှာဖွေတာတွေကိုစတင်စဉ်းစားနေကြပြီဖြစ်တယ်ဒီကြားထဲမှာကာကွယ်ခွင့်မတည်ငြိမ်မှုကြောင့်ကုန်သွယ်ရေးတက်ရှက်မှုတွေကလည်းအလုံးအမှားအယွင်ဖြစ်နေကုန်ပါပြီဆိုပြီးတော့အိန္ဒိယနိုင်ငံရှားရေးဝန်ကြီးကထောက်ပြသွားတာတွေဖြစ်ပါတယ်။ကမ္ဘာစီးပွားရေးအပြောင်းလေးကိုအချိန်အဟုန်မြင့်ပေးနေတဲ့အကြောင်းရင်းတွေရှိပါသေးတယ်။အဲ့ဒါကငြိမ်ရီတူးလို့ခေါ်တဲ့ AI နဲ့ Digital ငွေကြေးဖြစ်တဲ့ ခရစ်တိုတွေဟာအရင်တုန်းကရိုးရာစီးပွားရေးပုံစံတွေကို လုံးဝပြောင်းလဲပြစ်နေတာဖြစ်တယ်။ဒါပေမဲ့ပိုအရေးကြီးတာက sanctions လို့ခေါ်တဲ့ပိတ်ဆို့အရေးယူမှုတွေနဲ့ဤပညာကိုလက်နက်အဖြစ်အသုံးချနေတဲ့အရာတွေဖြစ်တယ်။နိုင်ငံကြီးတွေဟာစီးပွားရေးအာဏာကိုနိုင်ငံရေးရည်ရွယ်ချက်တွေအတွက်အခုလိုထိထိရောက်ရောက်အသုံးပြုလာတာတွေဖြစ်တယ်။ ဥပမာဟာဝေးသို့မဟုတ် TikTok လိုနိပညာကုမ္ပဏီတွေကိုပြင်မဲ့ထားပြီးရင်ပိတ်ဆို့အရေးယူတာတွေဒါမှမဟုတ်တင်းကျဲတဲ့ကင်တဲရှဲတွေပြုလုပ်နေတဲ့အထူးကနိုင်ငံကတော့ American ပြည်ထောင်စုပဲဖြစ်တယ်။ဒီလိုပြုလုပ်ရတဲ့အကြောင်းရင်းကလေး American နိုင်ငံရဲ့နိုင်ငံရေးနဲ့အမျိုးသားရေးဆိုင်ရာကိုစိုးရိမ်ပူပယ်မှုတွေကြောင့်ဖြစ်တယ်။ဒါပေမဲ့နိပညာကိုလက်နဲ့အဖြစ်အသုံးချတာကတော့ကပ္ပစီပွားရေးရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာတယ်။ ဒါဟာတရုတ်နဲ့အမေရိကန်ကြားမှာနိပညာစစ်ပွေးတရေဖန်တီးသလိုဖြစ်လာပြီးကမ္ဘာနိပညာဂေဟာစနစ်ကိုနှစ်ရှင်းကွေးအောင်တွန်းပို့နေတာပဲဖြစ်ပါတယ်။ဒါဆိုရင်မြန်မာနိုင်ငံလိုပြင်ပပို့ကုန်အပေါ်မှင်ခိုနေရတဲ့စီးပွားရေးတွေဟာနိုင်ငံရေးဖိအားနဲ့ကုန်သည်စစ်ပွေးတွေကြောင့်အခွင့်နှုံးထားတွေခက်မဲရခက်စွာပြောင်းလဲနေပါတယ်။ ဒီမြန်မာနိုင်ငံဟာကာကွယ်ခွင့်မတည်ငြိမ်မှု supply chain ပြတ်တောက်မှုနဲ့ပိတ်ဆို့အရေးယူမှု NDA တွေကို ကြုံတွေ့နေရပါတယ်။ဒါတွေကြောင့်နိုင်ငံရဲ့စီးပွားရေးအနာဂတ်ကို ပိုမိုခက်မဲရခက်စေပါတယ်။ဒါပေမဲ့ အဲ့ဒီစိန်ခုံမှုတွေကြားကနေပြီးတော့အခွင့်အလန်းကိုရှာရမှဖြစ်တယ်။ AI နဲ့ crypto တို့လိုနိပညာတွေရဲ့အကျိုးကျေးဇူးကိုရယူဖို့လူငယ်တွေရဲ့ဆင်းသစ်တီထွင်မှုတွေကိုပံ့ပိုးနိုင်ဖို့မဟာဗျူဟာမောင်းအမြင်နဲ့မူဝါဒတွေရှာမဲ့ဖို့လိုအပ်နေပါပြီဆိုတဲ့အကြောင်းကိုပြောဆိုရင်းဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်။